င်္ဂပါခင်ဗျာ။လေပင်ရုပ်တံရဲ့အော်တိုဘားလာ21ရက်နေ့ညနေပိုင်းသတင်းတွေကိုဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးပါတော့မယ်။အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့ယာယီတမရဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းတက်ရောက်မယ်ဆိုတဲ့နောက်ဆုံးညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါပြင်လာမယ့်နှစ်ရက်အတွင်းနေပြည်တော်ရန်ကုန်ပဲခူးမကွေးအေရဝတီချင်းမွန်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးပေါနိုင်ဆိုတဲ့သတင်း ဟောင်ကောင်လေဆိပ်မှာကုန်တင်လေယာဉ်တစ်စီးပြေးလန်းချော်ပြီးလူနှစ်ဦးသေဆုံးဆိုတဲ့မိန်နူးနဲ့ဇက်စည်းကိုထောက်ခောက်ခွင့်ပေးမှမဟုတ်ကြောင်းအာမိုရင်ပြောကြားဆိုတဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥဆုံးသတင်းတစ်ပုဒ်အနေနဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးသို့ယာယီသမရဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်မိဟုမလေးရှားသတင်းဌာနအချို့ဖော်ပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံမှာကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုယာယီသမရ နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မူကြီးမင်းအွန်လိုင်းတက်ရောက်မယ်လို့မလေးရှားသတင်းဌာန New State Times ဖော်ပြမှုအရသိရပါဗျာ။ ပူပေါင်းပါဝင်မှုနဲ့ရေရှည်တည်တဲ့ခိုင်မြဲရေးကောင်းစဉ်နဲ့အော်တိုဝါ26ရက်ကနေ29ရက်ထိကျင်းပမဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေနဲ့အာဆီယံဆွေးနွေးပွဲနိုင်ငံတွေဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အပါအဝင်နိုင်ငံတကာကခေါင်းဆောင်တချို့တက်ရောက်မှာဖြစ်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးဟာအာဆီယံအဖွဲ့ရဲ့တမိုင်းမှာအကြီးမားဆုံးဆွေးနွေးပွဲတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ရကြောင်းဆိုပါတယ်။ဒါ့ပြင်အာဆီယံထိပ်သီးအစည်းအဝေးကိုအာဆီယံဆွေးနွေးပွဲနိုင်ငံအသစ်တွေအဖြစ်ဘရာဇီးနဲ့ တောင်အာဖရိကနိုင်ငံသမ္မတတွေတက်ရောက်မှာဖြစ်ပြီးစိုက်ပရက်စ်နဲ့ဖင်လန်နိုင်ငံတို့ဟာလည်းအာဆီယံရဲ့အပြည့်အဝတွဲဆောင်ဆွေးနွေးရေးမိဖက်တွေဖြစ်လာမှာဖြစ်ပါတယ်။၄၈ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုကနေဒါဝန်ကြီးချုပ်၊အိန္ဒိယဝန်ကြီးချုပ်၊စိုက်ပရက်စ်သမ္မတ၊ဖင်လန်ဝန်ကြီးချုပ်တို့တက်ရောက်မှာဖြစ်ပြီး တရုတ်သမ္မတရှီဂျင်ပင်တည်ရောက်မှုကိုအတိမပြုနိုင်သေးဘူးလို့ဆိုပါရယ်။အဲ့လိုပဲ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာတင်မောလက်တီနိုင်ငံဟာအာဆီယံအဖွဲ့ဝင်အဖြစ်လက်မှတ်ရေးထိုးဝင်ရောက်မှာဖြစ်ပြီးဒါဟာအာဆီယံအစုအဖွဲ့ရဲ့တိုးချဲ့မှုကိုခိုင်မာစေမှာဖြစ်ပါရယ်။58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်ထိပ်သီးအစည်းအဝေးတွေအပြီးမှာအာဆီယံဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်နိုင်ငံကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ မြန်မာတက်မတော်က2021ခုနှစ်ဖေဖော်ဝါရီမှာနိုင်ငံတော်အာဏာကိုလွှဲပြောင်းရယူခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမှာရှိတဲ့အာဆီယံဌာနချုပ်မှာဧပြီ24ရက်မှာမြန်မာအရေးအာဆီယံခေါင်းဆောင်များအထူးအစည်းအဝေးကျင်းပခဲ့ပြီးအဲ့ဒီအစည်းအဝေးကိုအိတ်တုံကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတာဝန်နဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတကြိမ်တက်ရောက်ခဲ့ပြီးအဲ့ဒီအစည်းအဝေးမှာ အာဆီယံကချမှတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ချက်ကိုချမှတ်ခဲ့ပါတယ်။အဲနောက်ဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ဆောင်မှုအားနည်းတယ်လို့ဆိုပြီး၂၀၂၀ခုနှစ်အောက်တိုဘာလမှာအာဆီယံက မြန်မာခေါင်းဆောင်တွေကအာဆီယံထိပ်သီးညီလာခံတွေနဲ့အာဆီယံဝင်ကြီးအဆင့်အစည်းအဝေးပွဲတွေတက်ရောက်တာကိုပိတ်ပင်ခဲ့ပြီးအဲ့ဒီအစားနိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တွေကိုဆင်းလွတ်ဖို့ဖိတ်ကြားခဲ့ပါတယ်ဒီကန့်သတ်မှုအပေါ်မြန်မာဘက်ကလည်းအာဆီယံထိပ်သီးအစည်းအဝေးတွေကိုကိုယ်စားလှယ်ဆင်းလွတ်ဖို့ညှင်းဆန်ခဲ့ပြီး2024ခုနှစ်ဇန်နဝါရီမှာလောင်နိုင်ငံကအလဲကျဥက္ကဋ္ဌအဖြစ်အာဆီယံထိပ်သီးအစည်းအဝေးတွေတာဝန်ယူကျင်းပချိန်မှသာမြန်မာနိုင်ငံကြ合いဝင်ကြီးဌာနအကြီးအကဲအရာရှိဒေါ်မာလာတန်းထိုက်ကိုဆင်းလွတ်ပြီးအာဆီယံထိပ်သီးအစည်းအဝေးတွေမှာပြန်လည်ပါဝင်တက်ရောက်ခဲ့ပါတယ် အဲ့နောက်2024ခုနှစ်အောက်တိုဘာမှာပြုလုပ်တဲ့အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုနိုင်ငံချင်းဝင်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဦးအောင်ကျော်မိုးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကတက်ရောက်ဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာပြင်းထန်တဲ့ငလျင်ဖြစ်ပွားပြီး ငလင်ဘေးတင်ရဒေတာတွေမှာလူသားချင်းစာနာမှုအကူအညီတွေပေးရရင်ကုညီကေစင်းနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်လိုအပ်တဲ့ပေါင်းစပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့2025ခုနှစ်မလ30ရက်မှာဗီဒီယိုကွန်ဖရင့်အနေနဲ့ကျင်းပခဲ့တဲ့အာဆီယံနိုင်ငံချင်းဝင်ကြီးများအထူးအရေးပေါ်အစည်းအဝေးကိုမြန်မာနိုင်ငံကဒုတိယဝင်ကြီးချုပ်နဲ့နိုင်ငံချင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတန်းစွေပါဝင်တက်ရောက်ခွင့်ပြုခဲ့ပါတယ်။ အဲ့နောက်မြန်မာနိုင်ငံငလင်းပေးအကူအညီပေးရေးအပါအဝင် လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စရပ်များဆွေးနွေးဖို့ခေါင်းစဉ်နဲ့ပလီရှားနိုင်ငံနိုင်ငံသားရေးဝင်ကြီးနဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝင်ကြီးတို့ဟာ2025ခုနှစ်ဧပြီလ5ရက်ကနေပြည်တော်ကိုလာရောက်ခဲ့ပြီးအဲ့ရောကနာဆာကဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အလားတူတမတော်ကောက်ခွဲဦးစည်းချုပ်ဟာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ရယူထားစဉ်2025ခုနှစ်ဧပြီ18ရက်မှာအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။လက်ရှိမှာ2025ခုနှစ်အောက်တိုဘာ19ရက်မှာမလေးရှားနိုင်ငံဂျာယေးဝန်ကြီးမြန်မာနိုင်ငံကိုလာရောက်ပြီးယာယီတမရနဲ့နေပြည်တော်မှာရှိတဲ့တမတော်ဧကရာမှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ လာမယ့်နှစ်ရက်အတွင်းနေပြည်တော်ရန်ကုန်ပဲခူးမကွေးအေရဝတီချင်းမွန်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးဖို့နိုင်စွာသတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်နှစ်ရက်အတွင်းနေပြည်တော်ရန်ကုန်ပဲခူးမကွေးအေရဝတီချင်းမွန်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးဖို့လာနိုင်ကြောင်းအော်တိုဘာလ20ရက်မှာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့တံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းအတင်းကနေတိမ်ထူတက်နေတာကြောင့်အော်တိုဝါ21ရက်မနက်ပိုင်းအထိရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရအနှံ့အပြားအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရစိတ်စိတ်နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်နဲ့မော်ပြည်နယ်တို့မှနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှနေရာကွက်ကြားမိုးထစ်ချုံရွာမှဖြစ်ပြီးရွာရံရံနှုံးပြည့်ဖြစ်တယ်လို့သိရပါဗျာ။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအနေနဲ့ area တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ထုံးမှုအားကောင်းလျက်ရှိပြီးအစောပိုင်းမိုးတိမ်တောင်တွေရွေလျားရာနေရာတခြားမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဟောင်ကောင်လေဆိပ်မှာကုန်တွင်လေယာဉ်တစ်စီးပြေးလမ်းချော်ပြီးလူနှုတ်ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဟောင်ကောင်နိုင်ငံတကာလေဆိပ်မှာအော်တိုဘားလ20ရက်ကကုန်တင်လေယာဉ်တစ်စီးကပြေးလမ်းကိုဆင်းသက်ချိန်မှာလမ်းကျော်ပြီးလုံခြုံရေးကင်းလှည့်မော်တော်ယာဉ်တစ်စီးကိုတိုက်မိကပင်လယ်အတွင်းကိုကျဆင်းသွားခဲ့ကြောင်း AFP သတင်းဌာနကဖော်ပြခဲ့ပါတယ်။ဒါကြောင့်လေယာဉ်နဲ့တိုက်မိတဲ့မော်တော်ယာဉ်ပေါ်ကမြို့သားနှစ်ဦးသေဆုံးသွားခဲ့ကြောင်းအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ဒီဘိုင်းကနေပြန်တန်းထွက်ခွာလာတဲ့ Emirate လေကြောင်းလိုင်းကဒီလေယာဉ်ဟာလေဆိပ်ရဲ့မြောက်ဖက်ပြေးလမ်းပေါ်ကိုဆင်းသက်ချိန်မှာလမ်းချော်ပြီးလေဆိပ်မှာရှိတဲ့ကင်းလှည့်မော်တော်ယာဉ်ကိုဝင်တိုက်ခဲ့မိပြီးတဲ့နောက် ခြံစည်းရိုးကိုတိုက်မိပြီးပင်လယ်အတွင်းကိုကျသွားတာဖြစ်ကြောင်းလင်းပေါ်မှာရှိတဲ့လိုက်ပါလာတဲ့လင်းရင်အမှုတန်လေးဦးစလုံးကိုကဲတင်နိုင်ခဲ့ကြောင်းတောင်ဝင်းရှိသူတွေကဆိုပါတယ်ဒီဖြစ်စဉ်ဟာဟောင်ကောင်နိုင်ငံတကာလေဆိပ်စတင်ဖွင့်လှစ်တဲ့1998ခုနှစ်နောက်ပိုင်းအစိုးရဆုံးဖြစ်စဉ်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့် Boring 747481လေးရင်ဟာထပ်ပိုင်းကျိုးသွားပြီးပင်လယ်အတွင်းတဝက်နှိမ့်ညွတ်နေတဲ့ပုံတွေကိုမြင်တွေ့ရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မိန်နူးနဲ့ဇက်စည်းကိုထောက်ခွာခွင့်ပေးမှာမဟုတ်ကြောင်းအာမိုရင်ပြောကြားဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။မန်ယူနိုက်တက်အသင်းဒီပြရူဘင်အာမိုရင်ကအသင်းမှာပုံမှန်ကစားဝတ်မရတဲ့ကွန်းလယ်လူမိန်နူးနဲ့တိုက်စစ်ကစားသမားဇက်စည်းတို့ကိုထောက်ခွာခွင့်ပေးမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီကစားသမား၂ဦးဟာကမ္ဘာဖလားပြိုင်ပွဲမှာဝင်ရောက်ကစားခွင့်အတွက်လာမယ့်ဇန်နဝါရီမှာအသင်းကထွက်ခွာဖို့ပြင်ဆင်နေတာပါ။သူတို့၂ဦးအနေနဲ့ပြီးခဲ့တဲ့နေရာတွေကလည်းနာပိုလီ၊ရိုမအသင်းတွေမှာအငှားသွားကစားဖို့ချိန်ဆမှုတွေရှိခဲ့ပါတယ်။ ကျွန်တော်ဒါကိုနားလဲပါတယ်။ဒါပေမဲ့သူတို့ဟာကျွန်တော်တို့ရဲ့ကစားသမားတွေပါပြီးတော့ဘောလုံးရာသီကောင်တစ်ခုဖြတ်လာဖို့လူတိုင်းကိုလိုအပ်ပါတယ်။ကျွန်တော်တို့ကလပ်မှာစုညံတန်တွေများစွာရှိနေတာကိုသိပါတယ်။ကစားသမားတွေကကစားခွင့်မရဘူး။သူတို့ကကစားချင်ကြတယ်။ဒါကကမ္ဘာဖလားကြောင့်မှကစားသမားတွေကအေဂျင့်တွေရဲ့စကားနားထောင်ရပြီးတစ်ချိန်လုံးပြောနေကြပါတယ်လို့အမရန်ကပြောခဲ့ပါတယ်။မင်းတို့ဟာအခုရသည်မှာပရီးမီးယားလိငါးပွဲသာလူစားဝင်ကစားခွင့်ရခဲ့ပါတယ်။ဆက်စည်းကတော့အချိန်နှိပ်ဖို့ဆိုပြီးပြိုင်ပွဲစုံမှာပွဲကစားချိန်82မိနစ်သာရှိခဲ့ပါတယ်။ လဲပင်ရုပ်တံရဲ့အော်တိုဘလာ22ရက်နေ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ